ထိုင်းမှာအထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားတွေအတွက်ပန်းရောက်ကန်ဘက်အစ်စ်ရိုက်ပေးတာကိုယာယီရက်ရွှေ့ဆိုင်လိုက်ပြီးတော့တက်တန်တိုကိစ္စတွေလည်းကြံ့ကြာနေတာကြောင့်အလုံသမားတွေအခက်အခဲတွေ့ကြုံနေရပါတယ်။ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံမှာမြန်မာကမ်ဘောဒီးယားလာအိုဗီယက်နမ်လေးနိုင်ငံကထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေအတွက်ထိုင်းဆိုရကနှစ်စဉ်ပြုလုပ်ပေးနေကြပန်းရောက်ကဘတ်ရိုက်ပြတာကို ရအကန့်တမရှိရွှေဆိုင်ကြောင်အော်တိုဘားလာ16ရက်မှာကျင်းပလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းလူဟောင်းဝတ်ပါမစ်ဗီဇာတက်တန်းတိုးကိစ္စတွေတထေးပြောင်းအလုပ်ပြောင်းကိစ္စတွေကိုထိုင်းလူထမဝန်ကြီးဌာနကလောက်ကင်ပေးတော့မှမဟုတ်ပဲပုဂ္ဂလိကအောက်ဆိုကုမ္ပဏီကိုလွှဲပြောင်းပေးလိုက်ကြောင်းကျင်းပခဲ့ပါတယ်။အခုလိုဘတ်အစ်တင်မဲ့ကိစ္စလူဟောင်းတက်တန်းတိုးကိစ္စတွေပါကြန့်ကြာနေတာကြောင့်ရွှေပြောင်းလုပ်သားတွေအကြိုက်ရိုက်ကုန်ပါတယ်။အဲတက်တန်းတိုးမဲ့ကိစ္စတွေတထေးအပြောင်း အပြောင်းအလဲတွေပေါ့အိုက်ကိစားတွေအစအလုံးကြကြွားတော့ခုအဲကြကြွားတော့အခုတို့ဝကြီးကနေအဲ့လိုတော့ဝကြီးကနေတို့ပြဒီ voice ကိုပြုတ်ပြင်ဖို့ e web မှာမြင်ရချင်ချက်ကိုခါကျွန်တော်ပြန်ဆောက်ဆောက်ကြည့်ရပါဘောနော်တတန်းသူမကိစ္စကိုတို့ကအတီးပြုတ်မှာမြန်မလားမမြောင်းလားဆိုတော့တို့ဘောပဲမူတည်တယ်အဲ့ဒါတော့တို့အတီးပြုတ်တာမြန်တယ်ဆိုရင်တော့ကျွန်တော်ရှင်းဆောက်ကတော့ဒီတတန်းသူကိစ္စတွေအရင်မြန်တော့မယ်ကိုညာစီကတော့ထပ်မရှိနိုင်တော့ဘူးပြန်နော်ပထမအဆင့်ကတော့ဒီ MOU ကိစ္စဆိုရင်မြန်မာနဲ့ထိုင်းနဲ့ ညှိနှိုင်းပြီးလုပ်တဲ့ကိစ္စနောက်ပိုင်းကျတော့မြန်မာဘက်ကသူတို့သူတို့နဲ့မဆိုင်တော့သူတို့ပတ်တော့ပတ်တော့ဘူးဆိုပြီးမှထိုင်းဘက်ကိုလွှဲချလိုက်ရောထိုင်းဘက်ကလည်းလို့ရင်လို့ရင်နဲ့ဘလို့ဖြစ်လဲမသိသူတို့ရဲ့ကိစ္စအာနဲ့နောက်ဆုံးကျတော့အခုဒီဒီဘက်ပါမီတရန်တူတဲ့ကိစ္စတွေအလုံးကပုတ်တိကောက်လွှဲပြရောထိုင်းမြန်မာနိုင်ငံနယ်စပ်လုံခြုံရေးအခြေအနေတွေကြောင့်နိုင်ငံသားမတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်ပြီးပြန်လည်စတင်မဲ့နေရက်နဲ့အချိန်ကိုထပ်မံအတိပေးကြညာမယ်လို့ထိုင်းအစိုးရဘက်ကထုတ်ပြန်ပါတယ် လုံသမားတွေဟာပုံမှန်တိုင်းဆိုရင် အော်တိုဘာလာတွင်အွန်လိုင်းစနစ်ကနေနာမည်စရင်းပေးသွင်းတာပြီးတဲ့နောက်အလုပ်ရှင်တွေကနေသို့မဟုတ်အငှားကုမ္ပဏီတွေကတဆင့် work permit ရှောက်ထားတာနဲ့ဖျက်ရိုက်တဲ့လုပ်ငန်းစဉ်ကိုအစဉ်အဆက်လုပ်ဆောင်အောင်ဖြစ်ပါတယ်လူသစ်စီးရင်တင်တဲ့ကိစ္စရွှေ့ဆိုင်းလိုက်တာအပြင်2025 February မှာ work permit နဲ့ visa တက်တန်းကုန်ဆုံးတဲ့အလုပ်သမားတွေကလည်းလက်ရှိအချိန်ထိတက်တန်းတော့ကိစ္စတွေမလုပ်ရသေးတာကြောင့်ခီးသွားလာတာအစိုးရယုံဘဏ်ကိစ္စတွေလောက်တာနဲ့ အလုတ်တက်တဲ့တထေးပြောင်းကိစ္စတွေမှာအခက်အခဲကြုံနေရပါတယ်ဟိုကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲကတော့တက်တန်းတိုးလို့ရနေပြီးတော့ဟိုတကယ်ဟိုမြေပြင်မှာကျတော့တကယ်တက်တန်းတိုးလည်းမရသေးဘူးဘယ်စီဘယ်အချိန်ကြီးရောက်နေမှာမသိဘူးပေါ့နော်ပွဲစားတွေကလည်းတိကျရရရမသိဘူးကျွန်တော်တို့အပ်ထားတာလည်းတနည်းနီးပါးတော့ဟိုဖြစ်နေပြီပေါ့နော်အခုကြီးညာတဲ့အခက်အခက်ဆိုင်ပွဲစားဆက်သွယ်လို့ဆက်သွယ်လို့စောင့်နေဒီနေ့ထီတော့ ဟိုဗီဇာရတဲ့ကိစ္စတဲမကြောက်အခုဆိုလို့ရှိရင်ဟို အစိုးရမလုပ်တော့ဘူးဒီပုတ်ကလေးကောက်လွှဲတယ်ဆိုတော့ဒီအကူပြောင်းဖြစ်တယ်လို့လည်းကြာအဲ့အပေါ်မှာတွေကိုကျွန်တော်တို့ကနည်းနည်းတိုက်ပတ်သွားတယ်ပေါ့နော်ဗီဇာရမှာလားမရတော့ဘူးလားအချိန်တော်တော်ကြာဆောင်းအောင်မလားဆိုတဲ့အခက်အခဲတွေဖြစ်တာပေါ့ဟုတ်ထိုင်းနိုင်ငံမှာနိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့လောက်ကိုင်းနေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခံကတ် နေဆက်ဖြတ်ကျော်ကတ်ပန်းရံကတ်စတဲ့အထောက်အထားပုံစံအမျိုးမျိုးနဲ့အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာကမ်ဘောဒီးယားလာအိုစတဲ့ရွှေပြောင်းလုပ်သားတွေတန်းချီရှိပါတယ်။နိုင်ငံသားရွှေပြောင်းလုပ်သားတွေထဲမှာမြန်မာလူထုများရွတ်အများဆုံးဖြစ်ပြီးလက်ရှိထိုင်းနိုင်ငံထဲကိုရွှေပြောင်းရောက်ရှိနေတဲ့မြန်မာရွတ်ခုနှစ်တန်းဝန်းကျင်ရှိနေပြီလို့ထိုင်းအရဖတ်အဖွဲ့ရဲ့စီးနွေရာသိရပါတယ်။ကျွန်တော်ဇွဲသစ်ပါ